မင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမှာကတော့စာလုံးလေးတွေကိုရိုက်ထည့်လိုက်တဲ့အခါကြလို့ရှိရင်အယောင်လေးတွေပြောင်းအောင်ဘယ်လိုပြုလို့ရမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့အပေါင်းနဲ့အဲကိန်းကနန်းတွေကိုရိုက်ထည့်တဲ့အခါကြလို့ရှိရင်ပေါ့နော်အပေါင်းနဲ့ရိုက်ထည့်ရင်အယောင်လေးတစ်မျိုးအနှုံးနဲ့ရိုက်ထည့်ရင်အယောင်လေးတစ်မျိုးတုံညဆိုရင်အယောင်တစ်မျိုးဖြစ်အောင်ဘယ်လိုပြမလဲဘယ်လိုပြုလို့ပေးရမလဲဆိုတာလေးကိုကျွန်မအခုပြောပြမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကကိုရဲ့ စာလုံးလေးကနန်းလေးပေါ့နော်ကနန်းရိုက်ထဲမဲ့အကွက်ကလေးကိုစလဲလုပ်ပါအကုန်လုံးဆိုရင်လည်းဒီလိုမျိုးလေးတို့လို့ရပါတယ်ရှင်နော်ဒီ dog လေးမှာပြုလုပ်လို့ရတယ်အကွက်ကျမတို့ကိန်းကနန်းတွေပဲရိုက်ထဲမဲ့ဆိုတဲ့အတွက်ကြောင့်မို့ကိန်းကနန်းဒီမှာ number ပေါ့ n u m b e r N U M B E R number ဗောဒီ number အောက်မှာကနန်းလေးတွေရိုက်ထည့်တဲ့ခါကြလို့ရှိရင်အယောင်လေးတွေပြောင်းအောင်ပြုလုပ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့အခုဒီမှာ select လုပ်လိုက်ပါမယ်လုပ်ပြီးရင် number တဲက general ကိုသွားမယ်သွားပြီးရင်ကျမဒီမှာပြပေးထားတဲ့စာလေးလိုမျိုးရေးပါမယ်ဒီ general ရဲ့စာလုံးကိုဖြစ်လိုက်မယ်ဖြစ်ပြီးရင်၄ထောက်ွက်၄ထောက် ဝင်းပိတ်လေးကိုဝင်းအခွက်လေးကိုယူပြီးတော့မှ B L U E blue ဒါတော့အပြာရောင်ပေါ့နော်အပြာရောင်ဆိုရင်အ G E N E R A L generate အပြာရောင်ဆိုရင်အပေါင်းနဲ့ဆိုရင်အပေါင်းကနန်းစကင်ကနန်းဆိုရင်အပြာရောင်နဲ့ပြီးရင် R E D red နီရောင်ပေါ့နော်အနီရောင်ကတော့ဒီ N E R E D red ကိုပြန်ပေးလိုက်မယ်ပြီးရင် G E N E R A L general လို့ရေးပါမယ်ဝင်စားပါမယ် G R E E N green your zero အဲ့လိုရေးရဆိုဘာလို့လဲဆိုပြာရောင်လေးတီအပေါင်းနဲ့ရေးရင်အပြာရောင်လေးဖြစ်မယ်ပြီးရင်အအနှုံနဲ့ရေးတဲ့ဆိုရင်အနီရောင်လေးပြပေးမယ်ပြီးရင် green ဆိုတော့ အာဆေးရောင်လေးเนี่ยတုံညပြပေးမယ်အဲ့လိုသဘောပါရှင်ခုဒီမှာ okay နှိပ်လိုက်ပါမယ်ဒါတော့ဒီမှာအထောင်လို့ရေးတော့အပြာရောင်ပြတဲ့အနှုတ်900အနီရောင်ပြတဲ့တုံညဆိုရင်ဒီလိုမျိုးပြပေးတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်တော့ဒီကိန်းကနန်းတွေကိုရိုက်ထည့်လိုက်တာ ਨੇ ဒါဆိုရင်အပေါင်းလားအနှုတ်လားဆိုတော့အယောင်ကြီးလိုက်တာနဲ့တန်းပြီးတော့တီးပါတယ်ရှင်နောက်တစ်ခုပြပေးပါမယ်တရားဒီမှာ150လို့ပြပါမယ်ရိုက်ထည့်လိုက်မယ်เนาะဒီမှာအညာချင်းတရားအနှုတ်ရ90ဆိုရင်အနီရောင်နဲ့ပြပေးလိုက်တယ်အဲ့တော့အနီရောင်ဒီအနှုတ်ဖြစ်နေတယ်ပေါ့နော်ရှုံးပြနေတယ်ဆိုတဲ့သဘောကိုပြောခြင်းဖြစ်ပါတယ်တရားတရား ဲဒါဆိုရင်အစေးရောက်နေတဲ့ချိန်သုံးညဖြစ်တယ်ပေါ့အဲ့လိုမျိုးလေးကိုပြပေးစီခြင်းနဲ့ဆိုရင်အခုပြောပြတဲ့ဒီ bloom generate red generate green zero ဆိုပြီးတော့အာဒီ number တွေက custom တွေမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရှင်ဖြည့်စုပေးပါတယ်ရှင်